မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ၄ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မြန်မာနိုင်ငံမှာ Facebook လူမှုကွန်ရက်ကို VPN အသုံးပြုလို့မရနိုင်ရဲ့အတွက်စတင်ပိတ်ပင်လိုက်ပြီးတော့အဲ့ဒီ VPN ပိတ်ပင်ရေးစီမံချက်ကိုဆက်သွယ်ရေးဒူဝန်ကြီးဘုံမှုချုပ်လူမုံကဥဆောင်ပြီးတော့ဘုံမှုကြီးတီဟမင်းထောကကဆက်ကအရာရှိများ Mascot Company ကဒေါက်တာဝင်းကျော်နဲ့တရုတ်နည်းပညာရှင်အဖွဲ့တို့ကပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ30ရက်နေ့ကစတင်ပြီးတော့မြန်မာနိုင်ငံမှာ Facebook အသုံးပြုမှုကိုပိတ်ပင်နိုင်ရဲ့အတွက် VPN များအားလုံးကို Secure Web Gateway SW များဖွင့်ပြီးတော့စတင်ပိတ်ပင်လိုက်တယ်လို့သိရပါတယ်။ဒါကြောင့်ပြည်တွင်းမှာလူသုံးများနေတဲ့ VPN များအသုံးပြုလို့မရတော့ခြင်းဖြစ်ပြီးတော့စစ်ကောင်စီကပထမဆုံးအကြိမ်အဖြစ်ထိထိရောက်ရောက်စတင်ပိတ်ပင်နိုင်ခြင်းဖြစ်တယ်လို့သိရပါတယ်။ VPN များပိတ်ပင်ရေး SWG Project ကို စက်သွေးရေးဒူးဝန်ကြီးဘုံမှုချုပ်လူမွန်ကတိုက်ရိုက်ကင်တွယ်ခြင်းဖြစ်ပြီးတော့ ITCS Information Technology and Cyber Security Department ကဘူကြီးရဲနိုင်မိုးနဲ့ဘူတင်တဲ့အပတ်စဉ်46ကျောင်းစင်ဘုံမူကြီးတီဟမင်းထွန်းကကဆက်ဌာနကဘုံမူများကပူးပေါင်းပါဝင်ကြတယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာ VPN ပိတ်ပင်ရေး project ကို Mascox Technologies and Telecommunication Company ကရရှိခဲ့ပြီးတော့အဲ့ဒီ company ကိုဒေါက်တာဝင်းကျော်ကဦးဆောင်တယ်လို့သိရပါတယ် Mascox Company ပိုင်ရှင်ဒေါက်တာဝင်းကျော်ဟာ Barbrick Beer ပူးရဲတီထောင်သူဖြစ်တဲ့အပြင်စက်သွေး company ဆေးပစ္စည်းတွင်းတဲ့ company များကိုထူထောင်တာသူဖြစ်ပြီး မင်းအွန်လိုင်းမိသားစုနဲ့နှိစက်တဲ့စီးပွားရေးသမားတဦးလည်းဖြစ်တယ်လို့သိရပါတယ် Mascox Technologies and Telecommunication Company က VPN ပိတ်ပင်ရေး project SWG project ကိုရရှိခဲ့ပြီးတော့ရန်ကုန်မြို့မှာ MyNet အမည်နဲ့ Internet ဝန်ဆောင်မှုလုပ်ငန်းများကိုလုံခြုံခွင့်ရထားတယ်လို့သိရပါတယ် Mascox Technologies and Telecommunication Company ဟာရခိုင်က Media 3 Company အမည်နဲ့လုပ်ငန်းများကိုလုပ်ကင်ခဲ့တယ်လို့သိရပါတယ် VPN ပိတ်ပင်ရေး project အတွက်လိုအပ်တဲ့ဆက်သွယ်ရေးပစ္စည်းတွေဝယ်ယူရင်းနဲ့တက်ဆင်ရေးကို Mascot Company ပိုင်ရှင်ဒေါက်တာဝင်းကျော်ကတာဝန်ယူပြီးလုပ်နေပါတယ်ဆက်သွယ်ရေးဒူဝန်ကြီးဘုံမူးချုပ်လူမော်ဦးဆောင်တဲ့ project ဖြစ်တဲ့အတွက်စညာနာညှို့မှုတွေကလိုင်စင်ယူထားတဲ့သူတွေကိုစာရေးထုတ်ပေးထားပါတယ်မလိုက်နိုင်ရဲ့ဆက်သွယ်ရေးဥပဒေအခန်းကပုံမှန်15ကကြီးနဲ့လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနီးဥပဒေအပိုက်39ကကြီးနှစ်အရာဒဏ်ရိုက်တယ်လို့မြန်မာဆက်သွယ်ရေးလုပ်ငန်းသတင်းအရေးမြစ်ကရှင်းပြပြောဆိုထားပါတယ် ်စစ်ကောင်စီက VPN များကိုအသုံးပြုပိတ်ဆို့ရခြင်းရည်ရွယ်ချက်မှာမြန်မာနိုင်ငံမှာနိုင်ငံရေးမတိမငိမ့်ဖြစ်အောင်လှုံ့ဆော်နေတဲ့ Facebook ကိုပိတ်ပင်ရန်ဖြစ်ပြီးတော့ Facebook နဲ့ဆက်ဆက်နေတဲ့ application များဖြစ်တဲ့ Instagram, WhatsApp အပါအဝင် Twitter X စတဲ့လူမှုကွန်ရက်များအားလုံးကိုမကြမီမှာအပြည့်အဝပိတ်ပင်နိုင်ရန်ရည်ရွယ်ထားတယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာ VPN များပိတ်ပင်နိုင်ရဲ့အတွက်အ धिक နီးပညာကူညီသူမှတရုတ်နိုင်ငံဖြစ်ပြီးတော့တရုတ်နိုင်ငံကနီးပညာရှင်အဖွဲ့တစ်ဖွဲ့ကို Maxcox Technologies and Telecommunication Company ကခေါ်ယူခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတရုတ်နည်းပညာရှင်အဖွဲ့မှာပညာရှင်နဲ့ engineer 73ဦးပါဝင်တယ်လို့သိရပါတယ်။ VPN ပိတ်ပင်မှုကိုအစောဆုံးစတင်နိုင်ရန်တရုတ်နည်းပညာအဖွဲ့ကကြိုးပမ်းကြတော့လဲမေလ30ရက်နေ့မှသာစတင်နိုင်ငံချင်းဖြစ်တယ်လို့သိရပါတယ်။ VPN ပိတ်ပင်မဲ့ဒီ Secure Web Gateway ကိုသူတို့က install လုပ်ထားတာက Mesh လကလေးကစပြီးတော့လုပ်နေတာတကယ်ကသူတို့က February 12ရက်နေ့မှာစဖွင့်ဖို့လုပ်တာ အဲ့ဒီမှာသူတို့ပစ္စည်းတွေမရောက်လို့နောက်ဆုံးတက်မတော်နေ့မက်စလာ28ရက်နေ့မှာမိအောင်ဖွင့်မယ်ဆိုတာတက်မတော်နေ့လည်းမမိလိုက်ဘူးမမိဘဲနဲ့နည်းနည်းကြော်သွားတယ်ကြော်သွားပြီးတော့တကယ်စတာကမေလ30ရက်နေ့ကြာတာပရင်းနေ့မနက်7:00နာရီခွဲမှာစပြီးတော့သူတို့ကအဲ့ဒါကိုအွန်လိုက်တာလို့မြန်မာစီးပွားရေးလုပ်ငန်းသတင်းအင်းမြစ်ကရှင်းပြထားပါတယ်လက်ရှိမြန်မာနိုင်ငံကိုအင်တာနက်လာတဲ့လမ်းကြောင်းကိုကြားဖြတ်ပြီးတော့ VPN ကြားဖြတ်ဖြတ်တောက်တဲ့စနစ်များတက်ဆင်လိုက်ခြင်းဖြစ်ပြီးတော့မေလ30ရက်နေ့မှာစပြီး ။တပြိုင်နက်တည်းစနစ်စတင်လိုက်တဲ့အတွက်လူသုံးများတဲ့ VPN များအသုံးပြုလို့မရတော့ခြင်းဖြစ်တယ်လို့သိရပါဗါ။အာနာစပြီးတင်းကလေးက VPN ကိုပိတ်ပင်ဖို့အတွက်စစ်ကောင်စီကညွှန်ကြားထားတယ်။အဲ့ဒီမှာစစ်ကောင်စီကပိတ်ခိုင်းတာကတစ်လေးလုံး VPN တို့ Potato တို့အဲ့ဒီ VPN တွေတောက်လျှောက်ကိုပိတ်ခိုင်းတာကျွန်တော်တို့ကပိတ်ဖို့မနိုင်ပါဘူးလို့ပြောလို့တရုတ်ဘက်ကပညာရှင်တွေနဲ့ဆက်တွေ software တွေစနစ်တွေကိုအကောင့်ထဲပေါ်လိုက်တာလို့မြန်မာဆက်သွယ်ရေးသတင်းအမေကပြောဆိုခဲ့ပါတယ် လက်တလုံးမှာ VPN များပိတ်ပင်မှုအခြေအနေမှာစမ်းသပ်လုတ်ကင်နေဆဲဖြစ်ပြီးတော့လုံးဝအပြည့်အဝမပိတ်ပင်နိုင်သေးတော့လဲတဖြည်းဖြည်းကျွမ်းဝင်လာတာနဲ့အမျှမြန်မာပြည်သူများအနေနဲ့ VPN များကိုအသုံးပြုလို့ခက်ခဲလာမှာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီက VPN များကိုလုံးဝပိတ်ပင်ပေးပါက Facebook ကိုအစားထိုးပြီးတော့သုံးနိုင်မဲ့လူမှုကွန်ရက် application တစ်ခုကိုရေးဆွဲထားတယ်လို့သိရပါတယ်။အဲ့ဒီ application မှာစစ်ကောင်စီက public company နဲ့ပြုတ်နည်းပညာအဖွဲ့ကိုချထားပေးတဲ့ project တစ်ခုဖြစ်ပြီးတော့ VPN များလုံးဝပိတ်ပင်နိုင်ချိန်မှာ Facebook ကိုအစားထိုးအဖြစ်နဲ့အသုံးပြုမိတ်ဆက်မှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်ဂွက်ကြီးကျေးရွာနယ်အလဲတောင်ကျေးရွာကြားမှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုပြစ်ခတ်တိုက်ခဲ့ရာစစ်သားတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ2ရက်နေ့ညနေ4:40မိနစ်အချိန်ကပခုတ်ကူတက်မှတရက်တရေစကြုံမြို့နယ်စင်ချောင်းပြူစောတိကျေးရွာနဲ့ဂွေးစုံပြူစောတိကျေးရွာကအကြမ်းဖက်ဆက်ကောင်စီတပ်သားများပြူစောတိများပူးပေါင်းပြီးတော့အင်အား40ခန်းနဲ့ခြေချင်းထွက်လာတဲ့စစ်သားများကိုဝက်ကြီးကျေးရွာနဲ့အလဲတောင်ကျေးရွာကြားအရောက်မှာပြစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်ဆက်ကောင်စီတပ်သားတို့တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ပခုတ်ကူတက်မှတရက်တကလည်းပါတယ်စင်ချောင်းနဲ့ဂွေးစုံပြူရွာကကောင်းနေလဲပါတယ်။ အားလုံး40လောက်စစ်ကြောင်းတက်လာတာပေါ့အဲ့ဒါကိုအတင်းဆောင်ဆိုင်ပြီးတော့တက်ခတ်ခဲ့တာတကောင်ကတော့မျက်မြင်သေဆုံးတယ်တိုက်ပွဲထဲမှာခွေးတကောင်ဆွဲသွားတာမျက်မြင်ပဲတွေ့ခဲ့ရတာခွေးစစ်ကြောင်းကတော့ရှေ့ဆက်ထွက်သွားတယ်လို့ရေစကြိုပကဖတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်တိုက်ပွဲဖြစ်တဲ့နေရာကိုနယ်မြေရှင်းလေးလုပ်တဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေအုံပြုတဲ့ G3 ကြီပေါက်တစ်ခု G3 ကြီ၁၀တောင်းနဲ့ equipment တစ်ခုတို့ကိုတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းညောင်လေးပင်မြို့မှာလင်းမြေတိမ့်မှုများကိုလှုံ့ဆော်နေတဲ့ရဲအုပ်ကေတီခိုင်ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ3ရက်နေ့မနက်8:30မိနစ်အချိန်မှာဘကိုးတိုင်းညောင်လေးပင်ခရိုင်ညောင်လေးပင်မြို့ကရဲအုပ်ကေတီခိုင်ကိုပြွန်တစာမြို့အနောက်ဘက်တမချေးရွာရွာချင်းဆက်လမ်းအေးရွာအနီးမြေနီလမ်းပေါ်မှာပစ်ခတ်ရာကနေပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါဗျ9မီလီမီတာကြီး3000နဲ့ပစ်ခတ်ရာမှာနောက်ကျောကို2ချက်ခေါင်းတစ်ချက်ထိမှန်ပြီးတော့တိတ်ဆုံးပါတယ်လို့ Nicest UG ပကိုးအဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်။ပေးဆုံးသွားတဲ့ရဲအုပ် KD ခိုင်ဟာညောင်လေးပင်ရဲစခန်းမှာတာဝန်ကျနေပြီးတော့၎င်းရဲ့ခင်မိုးဖြစ်သူဟာဒိုင်ဦးမြို့နယ်ရဲစခန်းမှာတာဝန်ကျနေတဲ့ရဲတအုပ်ဖြစ်တယ်လို့သိရပါတယ်။ရဲအုပ် KD ခိုင်ဟာအထက်အရာရှိများနဲ့ပူးပေါင်းပြီးတော့ပြွန်းတစားမြို့ချိုးပင်ကြေးရွာနဲ့တမကြေးရွာကပြည်သူများကိုစီးပွားရှာအမျက်ထုတ်နေသူဖြစ်တယ်လို့သိရပါတယ်။ရဲအုပ် KD ခိုင်ရဲ့ဖခင်ဖြစ်သူထေးလွင်ဟာ ်လေယာဉ်မြေတိမ်းဆည်းမှုများဖြင့်ပြည်သူများကိုအနိုင်ကျင့်လှုပ်ဆောင်နေတယ်လို့သိရပါတယ်ပြည်သူများရဲ့တိုင်တန်းချက်အရရဲအုပ် KT ခိုင်ကိုရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရဲအုပ်ကေတီခိုင်တို့တာအဖကလေယာမြေဧက900ကျော်ကိုအထက်လူကြီးနဲ့ပေါင်းပြီးတော့မတရားသိမ်းဆီးပြီးပြန်လည်ပြီးတော့ရောင်းစားနေတယ်လို့သိရတယ် သူ့ရဲ့ဖခင်ထေးလွင်ကိုတနက်ပေးထားပြီးတော့ဘေးပတ်ဝန်းကျင်ရွာတွေကိုအနိုင်ကျင့်စီခိုင်းနေတဲ့သူပါစစ်ကောင်စီခန့်အုပ်ကြီးလည်းမဟုတ်ယာယီမှုလည်းမဟုတ်ပဲနဲ့ထေးလွင်ကလည်းအဲ့ဒီပတ်ဝန်းကျင်မှာသူ့သမီးရဲ့အရှိန်အဝါနဲ့ထိနှိုင်းကျဲပြီးတော့တကိုးထွားနေတဲ့သူပါကျွန်တော်တို့အနေနဲ့ကတော့ပြည်သူကမခံနိုင်လို့တိုင်ပါများရင်တော့မိမယောက်ျားခွဲနေမှာမဟုတ်ဘူးအပြစ်ရှိတဲ့သူကိုတော့ပြင်းပြင်းထန်ထန်ပြက်ပြက်သားသားပဲအပြစ်ပေးမှာပါအခုကလည်းမဆိုင်တဲ့ပြည်သူတွေကိုပြက်တနာရှာနေတယ်လို့ကြားတယ်လို့ Nine Stars UG ပကိုးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ် ်နိုင်စတာယူဂျီဘကိုးအဖွဲ့ကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုယာအိမ်မှုများပြူစောတိများနဲ့တရင်ပေးများကိုဆက်လက်ပြီးတော့တိုက်ခိုက်ရှင်းလင်းမှာဖြစ်ကြောင်းကိုကြေညာထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမုံရွာမြို့စစ်မှုဇုန်ထဲမှာပြည်သူတွေကိုငွေညစ်တောင်းခံလေးရှိတဲ့အကြမ်းဖက်စစ်ကောင်စီစစ်တပ်ကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးပြီးတနက်နှက်လတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ3ရက်နေ့မနက်10:40မိနစ်အချိန်ကမုံရွာမြို့စစ်မှုဇုန်တမစိတ်တလမ်းဆောင်အနီးကိုနေစဉ်ကင်းပတ်ကဖြတ်တန်းသွားလာနေတဲ့ ်ပြည်သူများကို အမြဲတမ်းငွေညှစ်တောင်းခံလေးရှိတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုအသင့်ဆောင်ကြိုပစ်ခတ်တိုက်ခိုက်ရာစစ်သား9ဦးတိုက်ဆုံခဲ့ပြီးတော့ MA11 တနက်တက်လက် 5.56G 18တောင်း ကာဗိုင်တနက်တလန်ကာဗိုင်ဂျီ25ရောင်းကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါဗျ။အခုလိုတိုက်ခိုက်မှုအတွဲမှာတေဆုံးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဇီကနေပြီးတော့လက်နက်များတက်ကောက်တဲ့ရဲဘော်တအုပ်ကိုကြန့်ရှိနေတဲ့အကြမ်းဖက်စစ်သားတအုပ်ကခုခံပစ်ခတ်ခဲ့ရာဥကောင်းကိုကြီထိမှန်ပြီးစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီကားဟာလည်းမီးလောင်ပျက်စီးသွားတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း၄ရဲ့အထူးကွန်မန်ဒိုတပ်ဖွဲ့မုံရွာ The Boys တပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့ရန်ကုန်မြို့မှာထိုင်းနိုင်ငံကကွန်ဒိုများကိုအယောင်ပြပွဲနဲ့ရောင်းချသူ၂ဦးကိုစစ်ကောင်စီကဖမ်းရန်ထုတ်လိုက်ပြီးတော့ကွန်ဒိုဝယ်ယူထားသူ၃ဦးကိုလည်းဖမ်းဆီးအရေးယူထားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ပဇွန်တောင်မြို့နယ်မှာဖွင့်လှစ်ထားတဲ့မင်းတူကမ္ပဏီကဒါရိုက်တာဦးအောင်ကျော်ထွန်းနဲ့အထွေထွေမန်နေဂျာမင်းတူကျော်တို့ကိုထိုင်းနိုင်ငံကကွန်ဒိုများကိုပြည်တွင်းမှာရောင်းချပွဲများပြုလုပ်ပြီးတော့ စီရိုနာဟိုတယ်မှာအယောင်ပြပွဲနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါဗါတယ်ဒါရိုက်တာဦးအောင်ကျော်ထွန်းကိုဖမ်းဆီးရရှိခဲ့ပြီးတော့အထွေထွေမန်နေဂျာဦးမင်းသူကျော်ကတော့ထွက်ပြေးတိမ်းရှောင်နေကြောင်းစစ်ကောင်စီကပြောဆိုခဲ့ပါဗါတယ်ဒါအပြင်ထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ယူထားသူ၃ဦးကိုလည်းတရားမဝင်ပြည်ပမှာငွေစည်ရင်းတွေဖွင့်လှစ်ပြီးတော့ငွေလွှဲပြောင်းမှုနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်လာပါတယ်မြန်မာနိုင်ငံနဲ့အင်းဒီချင်းထိုင်းနိုင်ငံမှာကွန်တိုဝယ်ယူထားတဲ့သူများရဲ့နောက်ကျောင်းရာဇဝင်ဝင်ငွေရာလန်းနဲ့အခွန်ဆောင်ခြင်းရှိမရှိစုံစမ်းစစ်ဆေးမှုများကိုပြည်ထရေးဝန်ကြီးဌာနအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစာအုံလုံးကလုံဆောင်နေတယ်လို့ပြည်ထရေးသတင်းအကြီးအကဲပြောပြထားပါတယ်အခု2024ခုနှစ်ဇန်နဝါရီလကနေပြီးတော့ AP လအတွင်းပထမ၄လပိုင်းအတွင်းမှာမြန်မာနိုင်ငံသားများကထိုင်းနိုင်ငံမှာထိုင်းဘတ်ငွေ1.1ဘီလီယံကျော်တန်ဖိုးရှိတယ် ်ကွန်ဒိုအခန်းပေါင်း392ခန်းကိုဝယ်ယူခဲ့ပြီးထိုင်းနိုင်ငံကွန်ဒိုများကိုဝယ်ယူတဲ့နိုင်ငံခြားသားများထဲမှာမြန်မာနိုင်ငံသားများကဒုတိယအများဆုံးကွန်ဒိုဝယ်ယူသူများဖြစ်လာတယ်လို့ထိုင်းသတင်းမီဒီယာများကဖော်ပြခဲ့ကြပါတယ်။အခုလိုမျိုးမြန်မာနိုင်ငံသားများကထိုင်းနိုင်ငံမှာဒုတိယအများဆုံးကွန်ဒိုအခန်းဝယ်ယူသူများဖြစ်လာမှုအပေါ်မှာစုံစမ်းစစ်ဆေးရန်တွေ့ရှိချက်များကိုတင်ပြရန်ပြည်ထောင်စုဝန်ကြီးဌာနကစာတုံးလုံးကိုညွှန်ကြားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။